ဆရာကြီးတွေမလန်နိုင်ပါဘူးဆိုတဲ့ဘန်ဒိုကြောင့်စက္ကန့်20နဲ့အနိုင်ယူပြခဲ့တဲ့ဖန်ကဘာမှာမြန်မာဟိတ်လို့ဟစ်ကျွေးနိုင်ခဲ့တဲ့နောက်ထပ်မှတ်တိုင်တစ်ခုပါပဲကျွန်တော်တို့တွေဟာကချင်သားကြီးအွန်လိုင်းအစမ်းတဲ့သူ MMA ဆိုတာရင်းနှီးဝင်ရခဲ့တယ်လို့မြန်မာနိုင်ငံသားတယောက်ရဲ့ကဘာထိတ်တန်းစင်မြင့်ထမှာချန်ပီယံခပ်ကြီးကိုကိုင်းမြောက်ခဲ့တဲ့အချိန်တွေကိုလည်းမြင်တွေ့ခဲ့ရပူပါသည် ကချင်သားကြီးရဲ့ဝမ်ချမ်ပီယံရှစ်ပြိုင်ပွဲနဲ့အတူရခဲ့တဲ့နှစ်ထပ်ကွန်းချန်ပီယံခပတ်တီဟာမြန်မာနိုင်ငံသားတွေအတွက်တော့တကယ်ကိုဂုဏ်ယူစရာဖြစ်ခဲ့ပြီးကမ္ဘာလေမှာမြန်မာဆိုတာကိုဂုဏ်ယူဝင်ကြွားစွာနဲ့အောင်ပွဲခံခဲ့ကြပူပါရီမြန်မာနိုင်ငံသားတွေအတွက်တကယ်ကိုပီတိဖြစ်ခဲ့ရတဲ့အခိုက်အတန့်တစ်ခုလို့ဆိုရမှာဖြစ်ပြီးအခုလည်းနောက်ထပ်တစ်ခါဂုဏ်ယူဝင်ကြွားခဲ့ပြန်ပြီလို့ပဲဆိုကြပါရီကျွန်တော်တို့မြန်မာနိုင်ငံကြီးဟာဒဏ်ရာဒဏ်ချက်ပေါင်းများစွာနဲ့ကမ္ဘာလေမှာမျက်နှာငယ်စရာဖြစ်နေတဲ့အချိန်မှာဂျိုရှွာဘန်ဆိုတဲ့ချင်းဖိုက်တာလေးရဲ့အရွယ်ငယ်ပေမဲ့အစိပ်ပြင်းတဲ့မွေဟောက်ပေါက်လေးတကောင်လို့ UFC လိုကမ္ဘာထိပ်တန်းပြိုင်ပွဲကြီးတစ်ခုရဲ့ချန်ပီယံခပ်ဘက်ကိုရယူပြသွားနိုင်ခဲ့တာဟာချင်းလူမျိုးတိုင်းသားတွေအတွက်ရောမြန်မာနိုင်ငံသားတွေအတွက်ပါဝမ်းသာဂုဏ်ယူစရာဖြစ်သွားစေခဲ့တာပါချင်းတော်နန်းဒီဟာတိတ်ကူလာပါခဲ့တဲ့နေရာတစ်ခုရာသီဥတုအေးချမ်းသလောက်အနာဂတ်တွေမအေးချမ်းရတဲ့နေရာလေးတစ်ခုဆိုလဲမားမယ်မထင်ပါဘူးဒီလိုနေရာဒေသလေးတစ်ခုကနေမွေးဖွားကြီးပြင်းလာခဲ့တဲ့လူငယ်လေးတစ်ယောက်ကကမ္ဘာစင်မြင့်ထက်မှာချန်ပီယံခပ်ဘက်ကိုသိမ်းပိုက်သွားခဲ့ပုံတွေကတကယ့်ကိုအံ့အားသင့်စရာပါ လူတယောက်ကိုအပေါ်ယံကြည့်ပြီးမဆုံးဖြတ်ပါနဲ့ဆိုတဲ့စကားကိုအခုလောက်ဆို UFC က fighter တွေလည်းနားလေသဘောပေါက်သွားလောက်ပြီးထင်ပါတယ် Brandon Rivera နဲ့ရုံးကလည်းပဲ Joshua Van အနေနဲ့အနိုင်မရနိုင်မှုဆိုပြီးဆုံးဖြတ်ခဲ့ကြသလိုအခု Pandoja နဲ့ပွဲမှာလည်း Joshua Van ကိုအရှုံးဆိုပြီးတော့ထင်ကြီးပေးခဲ့ကြတာပါဒါဟာဘာကြောင့်လဲမြန်မာနိုင်ငံသားတယောက်ဖြစ်နေလို့လားဒါမှမဟုတ်အသက်ငယ်လို့လားဒါမှမဟုတ်အတွေ့အကြုံကြောင့်လားတယောက်ချင်းစီကိုလက်ညှိုးကောင်းကောင်းထိုးပြီးပြောချင်တာကမြန်မာနိုင်ငံသားတိုင်းလူညံ့မဟုတ်တယ်လို့လူငယ်တိုင်းကိုအသက်ငယ်တယ်ဆိုပြီးအထင်မသေးလိုက်နေဆိုတာပါပဲ။ အခုဂျိုရှဝါဘန်ကဆရာကြီးတွေတော်မဖြူနိုင်ခဲ့တဲ့ဘန်ဒိုဂျာကိုစက္ကန့်20လောက်နဲ့ပွဲသိမ်းပြသွားခဲ့တာပါတဖက်ကလက်ကျူးသွားလို့ဆိုတဲ့အကြောင်းပြချက်ကသူလိုလိုနေရင်ကျူးသွားတာမဟုတ်ဘဲဗန်နဲ့ရှင်ပြရင်ကျူးသွားတာဖြစ်တဲ့အတွက်ဗန်ရဲ့ချန်ပီယံဆုရစိတ်မှာအကြောင်းပြချက်တွေမကတ်ကြပါနဲ့လို့ပဲပြောချင်ပါသေး။ဗန်ဟာပန်ဒိုချာကို၃ချီအတွင်းမှာအနိုင်ယူပြမယ်ဆိုပြီးလွန်ခဲ့တဲ့လတွေတည်းကကြွေးကြော်ထားခဲ့ပြီးသားပါ။အခု၃ချီမပြောနဲ့စက္ကန့်30ရောင်မကြလိုက်ဘူးလို့ဆိုရမှာဖြစ်ပြီးအဲဒီစက္ကန့်မရောက်ခင်မှာပဲအလက်ဇန်ဒရာပန်ဒိုချာဆိုတဲ့ချန်ပီယံကြီးကို ဒိုင်ပွဲရတဲ့အတူအနိုင်ယူပြသွားခဲ့တာဖြစ်ပါတယ်။အခုတော့ Joshua Van ဟာ UFC Flyweight ဒဏ်ရဲ့ Champion တယောက်ဖြစ်လာခဲ့ပြီးမြန်မာနိုင်ငံသားတယောက်ရဲ့ပထမဆုံး UFC Champion အရှိတောင်အာရှရဲ့ပထမဆုံးသောအာရှသားဆိုရဲမှတ်တမ်းကောင်းတစ်ခုကိုပိုင်ဆိုင်သွားခဲ့ပြီလည်းဖြစ်ပါတယ်။ဂျွန်ဂျုံပြီးရင် UFC ရဲ့ဒုတိယမြောက်အသက်ငယ်ဆုံး Champion တယောက်ဖြစ်လာခဲ့ပြီးကမ္ဘာမှာမြန်မာဟိဆိုပြီးတော့ဟိကျွေးနိုင်ခဲ့တဲ့နောက်ထပ်နေလေးတစ်နေ့ဖြစ်တယ်လို့ပဲပြောကြပါတယ်။ပြိုင်ပွဲကြောင်းကိုအနေငယ်ဆွဲထုတ်ရမယ်ဆိုရင်ပွဲစပြီးကလေးက ဘန်ဒူချာကတိုက်စစ်အစပြီးဖွင့်ခဲ့သလိုဂျိုရှွာဘန်လိုပေါ့စင်ပိုင်းကောင်းတဲ့လူငယ်လေးကိုလက်သီးချက်တွေနဲ့စတင်ဝင်လုံခဲ့တာဖြစ်ပါသည်။အဲဒီမှာနှစ်ယောက်သားလုံသွားရင်ခဏအကြောင်းပါပဲ။ဘန်ဒူချာကဂျိုရှွာဘန်ကိုဟိုက်ကစ်ကန်လိုက်ချိန်မှာဗန်ကပြန်လဲတွန်းထုတ်လိုက်တဲ့အချိန်ဘန်ဒူချာတရအကြနာပြီးအစ်စ်လွဲသွားကပွဲကိုရန်နာလိုက်ရတာဖြစ်ပါသည်။လဲကျသွားတဲ့အချိန်ဗန်တရအပေါ်ကိုဖိထိုးမဲ့ပုံစံမျိုးလုပ်တဲ့အချိန်မှာဘန်ဒူချာကလက်ကပြလိုက်သလိုဂျိုဝိုင်းနိုင်ကလည်းပွဲကိုရန်နာစေခဲ့တာဖြစ်ပါသည်။ အဲ့ဒီမှာ UFC Flyweight ဒဏ်ရဲချန်ပီယံဟာ Joshua Van ဖြစ်လာခဲ့ပြီးဆရာကြီးတွေအကြိမ်ကြိမ်အရှုံးပေးခဲ့ရတဲ့ဘန်ဒိုကြောင့် Van ကစက္ကန့်ပိုင်းအတွင်းမှာအနိုင်ယူပြသွားခဲ့တာဖြစ်ပါတယ်။ပွဲပြီးမှာတော့ UFC Flyweight Champion ဖြစ်လာတဲ့ Joshua Van ကသူ့ပပူနင်းတွေရရှိထားတဲ့ Champion ခပ်ဘက်ကိုစပီးကာကွယ်မယ်ဆိုပြီးပြောသွားခဲ့ပါတယ်။ Joshua Van ကကျွန်တော်နာမည်မှာမကြောက်ရွံ့ဘူးဆိုတဲ့နာမည်ပါထားပြီးသားပါဒီတော့ဘသူပဲလာလာချန်ပီယံနေရာကိုကျွန်တော်စက်ထိမ့်မယ်ဆိုပြီးဂျိုးဝိုင်းအတွင်းမှာပြောသွားခဲ့တာဖြစ်ပါတယ်